ဒီနေ့မြမရွှေစည်းတွေကတော့တရလုံးတိုင်းတာအနေနဲ့အနေငယ်အတက်စည်းနဲ့ရှိနေပြီးတော့မြမငွေစည်းတွေကတော့ညနေမှာတက်ကြမရှိပါဘူး။အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့က18ရက်နေ့စက်တလပိုင်း2020နဲ့5ခုနေ့လက်ရှိတော့ပြောနေတဲ့ချိန်ဟာထိုင်းစံတော်ချိန်ညနေ9:15မိနစ်ရှိနေပါပြီ။မြမရွှေက15ဘေးရည်တရသားကို80တသိန်း9000၊16ဘေးရည်တရသားကို85ရောင်းနေသေးက86သိန်း6000၊ဆိုင်ကလက်ခံနေသေးက85သိန်း6000 စနစ်သက်မီလင်ရွှေတရသားကို85ဒိန်2000လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနှင်းငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာဝန်မြန်မာကျပ်ငွေ15ရောင်းနေဈေးက4055ကျပ်ဆိုင်ကလက်ခံနေဈေးက3955ကျပ်ယူရိုငွေယူရိုကိုမြန်မာကျပ်ငွေ4905ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက3135ကျပ်ဆိုင်ကလက်ခံနေဈေးက3040တရုတ်ငွေတရွာကိုမြန်မာကျပ်ငွေ980ကျပ် ဩစတြေးလျဝေဒေါ်လာကိုမြန်မာကျပ်ငွေ2643ကျပ်၊ထိုင်းဘတ်နဲ့မြန်မာကျပ်ငွေစိန်နှုန်းတွေကပတ်ပေးချေယူသမားတွေကပတ်ငွေ820ကိုမြန်မာကျပ်ငွေတသိန်း၊ကျပ်ပေးပဲယူသမားတွေကကျပ်တသိန်းကိုပတ်ငွေ800၊မလင်းငွေ104.82ကိုမြန်မာကျပ်ငွေတသိန်း၊ဂျပန်ငွေ3930.83ကိုမြန်မာကျပ်ငွေတသိန်း ကိုရီးယားငွေ336,369ကိုမြန်မာကျပ်ငွေတသိန်း၊အိန္ဒိယငွေ2,180ခွန်း3,039ကိုမြန်မာကျပ်ငွေတသိန်း။လက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနိုင်ပါတယ်။မိမိတို့အနေနဲ့ငွေလွှဲတော်မယ်၊ငွေလဲလဲလုပ်တော်မယ်ဆိုရင်ဝယ်ဆောင်ငါပေးတဲ့သူရှိကိုရင်ပုံဆက်ပြီးမှာပဲ။ငွေလဲလဲလုပ်ကြပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။လက်ရှိမှာတော့ဒီနေ့အတွက်ကတော့မြမရွှေဈေးကအနည်းငယ်တက်ဈေးနဲ့ရှိနေတာဖြစ်ပါတယ်။ကဘာရွှေဈေးကတော့လက်ရှိမှာတော့ကဘာရွှေတအောင်စားကိုဒေါ်လာ၄၈၂နဲ့ဈေးနှုန်းတည်ရှိနေ ပါတယ်။ဒီအပတ်မှာကဘာထွေတအောင်စာကို၄000အောက်ကိုဆင်းသွားမယ်ဆိုလို့ရှိရင်ကဘာထွေတအောင်စာကိုဒေါ်လာ3900ကနေ3880အထိဈေးကျနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။လက်ရှိမှာလည်းကဘာထွေသေးကအကျဘက်ကိုတွန်းနေတာဖြစ်တဲ့အတွက်ခန့်မှန်းထားသလိုကဘာထွေတအောင်စာကိုဒေါ်လာ3900ကနေ3880အထိကိုဈေးကျမယ်ဆိုလို့ရှိရင်တော့ရွှေကိုစိတ်ဝင်စားလို့ဝယ်စုမဲ့သူတွေကတော့ ဝယ်စုတင်တဲ့ဈေးတန်းတစ်ခုပါလို့အကြံပြုချင်ပါတယ်။မြမချွေစင်ငွေစီတွေကိုမြန်မြန်တင်ပေးပါရစေ။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအနေရခင်လို့ပေးရှင်နိုင်ကြပါစေ။